မင်္ဂလာပါရှင်ကျွန်မဒီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမှုလို့သတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ22ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပ္ပိပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနေတာကြောင့်လကောက်အရှိဘက်ကရွေရှားလာတဲ့နေဝေလိုင်းတွေရဲ့အရှင်ကြောင့်လကောက်အနောက်ဘက်ကရွေရှားလာတဲ့နေဝေလိုင်းတွေရဲ့အရှင်ကြောင့်လကောက် ဒီနေ့ညကနေ25ရက်6လ2025ရက်နေ့အတွင်းမှာတော့နေပြီးတော့ရှောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီရီတိုင်းဒေသကြီးတရဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ တော့နေရာစိစိကနေနေရာအနှံ့ပြမုတ်ထချုံရွာတော့ပြီးတော့တချို့ဒေသတွေမှာဒေသအနိုင်နဲ့နေရာကွက်ပြီးတော့မူကြည့်ပါမယ် မြမကင်ရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တခါတရံမိုးသက်လေပြင်ကြာရောက်ပြီးခိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်အစင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအီကိုမိုင်30အထိတိုက်ခတ်ပါမယ်။လိုင်းမြစ်ဟာမြမကင်ရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လယ်ပြင်မှာ10ဘီကနေ12ဘီကရှိပါမယ်။ ဒါကြောင့်မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတစ်ကြုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသည်ကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာမှရှိတဲ့ကုန်းမြစ်ဒေတာအနည်းမှနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြေငယ်ချောင်းငယ်အနည်းမှနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်သွားလာရင်လေကြောင်ပြန်တန်းရင်နဲ့ စစ်မြောင်းတာဒမန်တွေအနေနဲ့လည်းလိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်ခဲ့တာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လည်းလေဗီအားနဲ့ရှယ်ဝန်အခြေအနေနောက်ဆုံးအသေးပေးချက်6ကာဂျီည2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ21ရက်တိုင်းထွာရရှိတဲ့အခြေအနေမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3:00ခွဲချိန်တိုင်းထွာရတဲ့အခြေအနေရ အိန္ဒိယနိုင်ငံဂျဟာခန်းပြည်နယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရှဝွန် low pressure area ဟာအနောက်မြတ်ဘက်ကိုဆက်လက်ရွေ့ရှားနေတာမှပြည်ဟာပြည်နယ်အနောက်တောင်ပိုင်းကိုရောက်ရှိသွားပါတယ်။အဆိုပါလေပြင်းအားနဲ့ရှဝွန်ကတော့အနောက်မြတ်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့လာမယ့်24နှစ်အတွင်းမှာတော့အိန္ဒိယနိုင်ငံအတ္တာပရတိပြည်နယ်အရှေ့ပိုင်းကိုရောက်ရှိကလေပြင်းအားနဲ့ဆယ် low pressure ဆဲဖြစ်ကို အာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါလေဖီအားနဲ့ရှုံရဲ့အရှင်ကြောင့်မိုးတုံလေအားကောင်းရာကနေအားတော်ကောင်းနေတဲ့အတွက်လည်းဒီနေ့ကစလို့22ရက်6လ2025အတွက်မှာတော့တပြေလုံးမှာနေရာစိစိကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်ပြီးတော့နေရာကွက်ပင်မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ဒီထုတ်ပြန်ချက်ကတော့အဆိုပါအားကောင်းသောလေဖီအားနဲ့ရှုံအတွက်နောက်ဆုံးတင်ပြချက်ဖြစ်တယ်လို့လည်းသိရပါတယ် ဆက်လက်ပြီးတော့လဲရှမ်းပြည်နယ်မှာဂျွန်လ21ရက်ကနေဂျွန်လ29ရက်ထိမုလူတာအခြေအနေကိုဖော်ပြပေးပါမယ်အိန္ဒိယနိုင်ငံမြောက်ပိုင်းကလိပိအာနယ်ရောင်းကတော့အနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အထက်နေဝီလာအဖြစ်အာရုံသွားပြီးဖြစ်ပါတယ်။ဂျွန်လ23ရက်24ရက်နေ့တွေမှာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာအမြင့်ပေ9000နဲ့အထက်လေဝီလာ UACC အသစ်တကူထပ်မံဖြစ်ပေါ်လာနိုင်ပြီးတော့နောက်တောင်မုတ်တုံလေးဆက်လက်အားကောင်းနေပါဦးမယ်။ အနောက်တောင်မုတ်တုံလေးစီးကျောင်းနဲ့အတူပါလာတဲ့တိန်လီရဲ့တက်ရောက်မှုကရှမ်းပြည်နယ်ဘက်ကို83ရာခိုင်နှုန်းရောက်ရှိနိုင်ပြီးတော့ဂျွန်လ22ရက်ကနေဂျွန်လ28ရက်အထိကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာ9ရက်တစ်ပတ်အတွင်းမူရီချိန်ဟာ86.4မီလီမီတာသုံးလမနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ9ရက်တစ်ပတ်အတွင်းမူရီချိန်ဟာ180.8မီလီမီတာ6.86လမ်းမှာ ရှမ်းပင်နယ်အရှေ့ပိုင်းမှာတော့9ရက်တပတ်အတွင်းမှာမွေးကျင်ရ148.3မီလီမီတာ9ဒသမ09လက်မှာမွေးကျင်ရရှိနိုင်တဲ့အကြောင်းကြိုတင်ခန့်မှန်းချက်တွေရရှမ်းပင်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာရှမ်းပင်နယ်တောင်ပိုင်းထံမိုးပေါ်ပါမယ်နေ့စဉ်မိုးရွာသွန်းနိုင်ခြင်းကြိုတင်ခံမှန်းချက်မှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဂျွန်လ22ရက်22ရက်24ရက်နေ့တွေမှာတော့24နာရီပင်မိုးရွာခြင်းဟာတလက်မနဲ့အထက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ဂျွန်လ24ရက်နေ့မှာ24နာရီတွင်မွေးခြင်းတက်လမနဲ့အထက်ရှမ်းပြည်နယ်တောင်ပိုင်းမှာဂျွန်လ21ရက်ကနေ28ရက်အတွင်းမှာနေ့စဉ်မိုးနှင်းငယ်ဟာလက်မဝက်လောက်အောက်သာရွာသွန်းနိုင်မိုးနှင်းနေပါမယ်။ရှမ်းပြည်နယ်တစ်ခွင်လုံးမှာတော့ဒီရက်တစ်ပတ်တစ်ပတ်တစ်ပတ်အတွင်းမှာတော့တောင်ဘက်နဲ့အနောက်ဘက်အရှေ့ဘက်က တောင်ဘက်နဲ့အနောက်ဘက်အရာကလေတိုင်တုံးကတနအီကိုမိုင်20ကနေ25မိုင်ဝင်ခြင်းအများဆုံးတိုက်ခတ်နိုင်ပြီးတော့အမြင့်ဆုံးနေ့ဘူးချိန်ဟာ25ဒီဂရီနဲ့အနည်းဆုံးညဘူးချိန်ဟာ27ဒီဂရီရှိနေနိုင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့လေတုဆိုထိုင်းစာ90ရာခိုင်နှုန်းရှိနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့80ရာခိုင်နှုန်းရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့80ရာခိုင်နှုန်းရှိနေတဲ့အကြောင်းရှမ်းပြည်နယ်တောင်ပိုင်းမှာပူအိုက်ဆူဆွမှုပုံများနေပါအောင်ရှင် ဒါပြင်ပဲခူးရည်ကြီးမဲ့ရက်ကတော့ဇွန်လ25ကနေဇူလိုင်လ10ရက်အတွင်းနှစ်စဉ်ရွာသွန်းမြည့်တဲ့90ရာခိုင်နှုန်းထိမိုးပုံမိုးရွာသွန်းနိုင်တဲ့ကြောင့် NOAA ရဲ့ရာသီဥတုကြိုတင်ခန့်မှန်းရေးဌာနကထုတ်ပြန်ခဲ့တဲ့ GDA Outlook 25ဂျွန်ကလည်း10ရက်ဇူလိုင်ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ဒီခန့်မှန်းချက်မှန်ခဲ့ရင်တော့ဇွန်လ25ကနေဇူလိုင်လ10ရက် ဇူလိုင်လ၈ရက်အတွင်းမှာပဲခူးရည်ကြီးမဲ့ရက်ဖြစ်တယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့လည်းချင်းရင်းမြစ်နဲ့ပဲခူးမြစ်စိုးရင်ရေမှတ်တွေရေတက်နိုင်ကြောင်းမိုးဒလာသတိပေးတဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းတိုင်းဟ ோம் လင်းမြို့နယ်နဲ့ပဲခူးတိုင်းပဲခူးမြို့နယ်မှာတော့ချင်းရင်းမြစ်နဲ့ပဲခူးမြစ်စိုးရင်ရေမှတ်တွေတက်နိုင်တဲ့အကြောင်းမလို့သားနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနရဲ့ဇူလ22ရက်နေ့လယ်2နာရီထုတ်ပြန်ချက်အရသိရပါဗျ။ဒီနေ့မိုးနဲ့7နာရီခွဲတိုင်းထွာချက်အရတော့ချင်းရင်းမြစ်ရာဟ ோம் လင်းမြို့မှာ ၎င်းမျိုးရဲ့စွန့်ရင်မှန်အောင်ငါးပေခွဲကန်တဲ့ဘကုမြေကတော့ဘကုမျိုးနယ်မှာ၎င်းမျိုးရဲ့စွန့်ရင်မှန်အောင်ငါးပေကျော်မှရောက်ရှိနေကြောင်းသိရပါဗျ။ဟ ோம் လင်းမျိုးနယ်မှာတော့ချင်းရင်းမြေစွန့်ရင်မှန်ကတော့2900စင်တီမီတာဖြစ်ပြီးတော့လက်ရှိရင်မှန်ကတော့2938စင်တီမီတာဖြစ်ပါတယ်။အလားတူပဲဘကုမျိုးမှာဘကုမြေရဲ့စွန့်ရင်မှန်ကတော့880စင်တီမီတာဖြစ်လို့လက်ရှိမှာတော့ရင်မှန်က926စင်တီမီတာဖြစ်ပါတယ်။ အဆိုပါရေမှတ်ကတဆင်လာမဲ့နှစ်ရက်အတွင်းဆိုပါမျိုးတွေရဲ့စိုးရိမ်ရေမှတ်ကိုရောက်လာနိုင်တဲ့အကြောင်းမိုးစလကသတိပေးထားတာလည်းဖြစ်ပါတယ်။ဒါကြောင့် home link နဲ့ဗကုမြို့မှာရှိတဲ့မြေကမ်းကြီးနဲ့မြေနေပိုင်မှာနေထိုင်ကြတဲ့သူတွေအနေနဲ့ကြိုတင်သတိပြုပြီးတော့မြည်ရင်မြင့်တက်လာတဲ့အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးထုတ်ပြန်လာပါတယ်။ ဒါပြင်လာမဲ့ကျော်လာ22ရက်မနေ့ပိုင်းတည်းစကိုင်းတိုင်းတွင်းနေရာကြည်ကြဲမိုးရွာသွန်းနိုင်သလိုပဲနောက်နှစ်ရက်အထိမိုးပေါ်နိုင်တဲ့ကြောင့်မိုးစလကဒီနေ့ညနေ4နာရီထုတ်ပြန်ကြမှာလည်းအသိပေးပါရစေ။အလားတူပဲပဲခူးတိုင်းမှာလည်းပဲကျော်လာ22ရက်နေ့မနေ့ပိုင်းအထိကတော့နေရာကွက်ပြီးမိုးကြီးနိုင်တဲ့ကြောင့်ရွာရံရာနှုန်းကရာနှုန်းပြည့်ဖြစ်ကြောင်းအသိပေးထားတာဖြစ်ပါရစေ။ ဆက်လက်ပြီးတော့မိုးသဲထန်ပြီးတော့ခပောင်း6ရေရှင်လို့ဒေသခံ900ကျော်ရှင်းပြောင်းနေရတဲ့အကြောင်းဖော်ပြပေးပါမယ်။ပဲခူးတိုင်းတောင်ဝမြို့နယ်မှာတော့ခပောင်း6ရေရှင်တက်လာတဲ့အတွက်ဒေသခံရာကြီးရှင်းပြောင်းရတယ်လို့ကိုညင်ကေစိန်လုပ်ပေးနေတဲ့ထံကသိရပါဗျ။မိုးသဲထန်စွာရွာသွန်းတဲ့အတွက်လည်းပဲဆယ်ရေလွတ်ပြီးတော့6ရေရှင်တာကြောင့်ဂျော်လာ20ရေမနက်တနိုင်မထိုးခင်ကရေတက်လာတာကြောင့်တောင်ဝ အင်းစိတ်ကြီးွားသွားတဲ့နာဘီကဒေတာကန်နေနေရပြောင်းရွှေ့နေရတယ်လို့ဆိုပါရယ်။ယာယီရေးကြည့်တာလလောဆယ်တော်ရေနှင်းငယ်ပြန်ကြပြီ။အဲ့ဒီရေကအနေပိုင်းတွေစီနေတဲ့ရွှေပြောင်းရတာကရှေဝါစီဖန်းကနေကင်းစိတ်ဖက်သွားတဲ့လမ်းဘေးအနေပိုင်းကလူတွေအရေးကြီးဆောင်ရဆာတန်းနေ တက်ကြီးကလေးတွေယာရီရွှေတာအရန်ကြီးစိုးရင်ကြမရှိသေးဘူးနောက်တစ်ချိန်ထပ်တက်ရင်လည်းမပြောတတ်ဘူးလို့ကုညီကယ်စိန်လုံဆောင်ပေးသူကဆိုပါတယ်ရကြီးရေရှန်တာတွေဖြစ်လာတော့အနေပိုင်းကြီးရွာတွေမှာရေမြင့်ပြီးသုံးပေကျော်လောက်တွေမြင့်တက်လာပြီးတော့ကလေးငယ်တွေနဲ့တက်ကြီးပိုင်းတွေကနီးစက်ရကိုမြင့်ပိုင်းတွေဘက်ကိုပြောင်းရွှေ့နေရတယ်လို့ဆိုပါတယ်လက်ရှိမှာတော့အင်ဂျင်200ကနေ400ကျားရှိတဲ့ကင်းစိန်ဈေးမြင့်တာဆင်စိတ်အုံးမြစုရှားတာကုန် ပို့စုကိုကိုပင်စုရွာကဒေသခံ900ဝန်းကျင်ရွှေ့ပြောင်းနေရလို့သိရပါဗျ။ရင်ဝင်တဲ့ကြီးရွာတွေကဒေသခံတွေကိုလူမှုကွန်ရက်အသင်းတွေနဲ့မိသက်တဖုံတွေကနေရာရွှေ့ပြောင်းကူညီဆောင်ရွက်ပေးနေကြရလို့လည်းဆိုရတယ်။ပြီးခဲ့တဲ့နှစ်ကတော့တောင်ကမျိုးနယ်မှာစစ်တောင်းမြေတက်တဲ့အတွက်ရေဘေးတင်၄ချိန်ဖြစ်ခဲ့ပြီးတော့ဒေသခံပြည်သူတောင်းတဲ့ချိန်ရေဘေးတင်ခဲ့ရပါသေးတယ်ရှင်။